Okay guys, အားလုံးပဲမင်္ဂလာပါ။ဒီ Cohab ရဲ့ YouTube channel ကနေကြိုဆိုလိုက်ပါတယ်။ So ဒီနေ့ video ကတော့ကျွန်တော်တို့ဒီ code ရေးပြသွားမှာမဟုတ်ဘူး။ဘာမှလည်း project တွေရေးသွားမှာမဟုတ်ဘူး။ code လည်းမရေးဘူးပေါ့နော်။အဲအဓိကအပြင်ကဘာကိုပြောသွားမလဲဆိုလို့ရှိရင်တော့ဒီ React application တွေမှာဒီ performance ပို့ပြီးတော့ကောင်းဘယ်လိုမျိုး strategy တွေသုံးလို့ရမလဲ။ ဘယ်လိုမျိုးပုံစံနေအဲဒီ optimize ပြန်လုပ်လို့ရမယ်ဆိုတာကိုတစ်ချက်ပြပြသားမှာဖြစ်ပါတယ်ဆိုတော့ဒါကကျွန်တော်ရဲ့ဒီ full stack တန်းထဲမှာအကြောင်းသားတချို့မေးရလဲညားတယ်ဆိုတော့ဒါကြောင့်ကျွန်တော်ရေးပြရဖြစ်ပါတယ်ဆိုတော့ဒီညမှာကျွန်တော်ကကုတ်တွေကို အာဘယ်လိုမျိုးရေးရမလဲဘာညာဆိုတာထက်ဒီတိထားတဲ့ strategy တွေကိုပဲ target ထားပြီးပြသွားပေးမှာဆိုတော့ကိုယ်ကဒီလိုမျိုးဖြစ်အောင်လိုက်ပြီးရရေးပေါ့နော်အစားရရရေးပေါ့ဒါလို့ရှိရင်ပို့ပြီးတော့ကောင်းပါတယ် so ဒီလိုမျိုး optimize ဖြစ်ဖို့အတွက်ကဒီဒီ video ကပေါ့နော်ဒီ level တစ်ခုရောက်ပြီးသား လူတွေတော့ကိုရည်ရွယ်တယ်ဆိုလိုချင်တာကအခုမှကိုက project လေးတွေစပြီးရေးမှာ react application လေးစပြီးရေးမှာ master ကိုစပြီးတော့သင်မှာအဲဒီလိုလူတွေအတွက်ဆိုလိုချင်တော့ဒီ video က optional ပေါ့နော်ကြည့်ချင်လည်းကြည့်မကြည့်လည်းရတယ်အဲဒီစပြီးလေးလာလူတွေအနေနဲ့ကတော့ဒီ performance optimization တွေဘာတွေကိုသိထားရင်တော့ပို့ပြီးတော့ကောင်းတာပေါ့ဒါပေမဲ့ဟိုလက်တွေ့အသုံးချဖို့တော့ခက်ခဲနေနေမယ်ဆိုတော့ဘာမှမဖြစ်ဘူးကိုကတော့ project တွေထွက်အောင်သာအရင်ရေး ပြီးရင်ဒီလိုမျိုး performance optimize ဖြစ်ဖို့ဆိုတာကဒီ mid to large scale ဒီ project တွေကြာမှာပဲမဖြစ်မနေလိုအပ်တာပေါ့နော် so user ပေါ်လဲမူတည်ရပေါ့ so ဒါတွေကြာမှာပဲလိုအပ်မှာ so ကိုယ့်ရဲ့ hobby project တွေဘာတွေကတော့ကိုယ့်ရဲ့စိတ်ကူးထဲမှာရှိရတာကိုယ့်ဟန်တာကို creation လုပ်အဲဘာမှဒီ performance optimization တွေဘာဒီအရင်တွတ်နေနေပေါ့နော် so အဲ့ကြောင်ခေါင်းရှုပ်ပြီးတော့ဒီမရေးချင်ပဲဖြစ်သွားနိုင်မှာပေါ့လား so ဒီ video လေးရဲ့အဓိကအကြောင်းလေးကိုစလိုက်ကြပါဦး ့ဆိုတော့ဒီ real application တွေမှာကျွန်တော်တို့ဒီဒီ performance optimization ဖြစ်ချင်တယ်ဆိုလို့ရှိရင်အာဘယ်လိုပဲဘလိုပဲပေါ့နော်ကျွန်တော်ပိုင်းပိုင်းပိုင်းကျွန်တော်ဒီအချက်၄ခုကိုပဲကျွန်တော်တို့ဒီ menu အနေနဲ့တွေ့ရလိမ့်မယ်ဆိုတော့ဒီဒီ၄ခုကိုပဲအခြေခံပြီးတော့ကျွန်တော်တို့ဒီ block တွေ အဲ tutorial တွေအများကြီးကျွန်တော်တွေ့ဘူးပါလိမ့်မယ်ဆိုတော့ဒီနေ့ချက်ကိုကျွန်တော်အဓိကအဖြစ်ဆွဲထုတ်ပြီးတော့ပြပြပေးထားပါတယ်ဆိုတော့ပထမဆုံးတစ်ခုကတော့ဒါ react 90နဲ့အတူတူပါလာတဲ့ဒီ react compiler ကိုအသုံးပြုဖို့ပဲဖြစ်ပါတယ်ဆိုတော့ဒီ react compiler က react 90နဲ့အတူတူပါလာတယ်ဆိုတော့ react 90နဲ့ရေးထားတဲ့ project တွေမှာဆိုလို့ရှိရင်တော်တော်ကောင်းကောင်းလေးအလုပ်လုပ်တာကိုတွေ့ရတယ်ပေါ့နော်ဆိုတော့သူထွက်လာတဲ့အကျိုးကျေးဇူးတွေကတော့ကျွန်တော်တို့အများကြီးအများကြီးကောင်းတယ်ကျွန်တော်အနေနဲ့ဒီ သူကပေါ့နော်ဒီ memorization ကို သူကအာဒီအလိုလျောက် apply ပေါ့နော်ထည့်သွင်းပေးတယ်ဆိုတော့သူကမလို့ append နဲ့ဒီ component တွေက rerender ဖြစ်နေတာမျိုးတွေဒါမှမဟုတ်ကိုကမှားပြီးတော့ဒီ optimization လုံးမိမာတွေအတွက်ကျွန်တော်ပူစရာမလိုတော့ဘူးပေါ့အဲသူကသူမပေါ်ခင်တော့ဆိုလို့ရှိရင်ကျွန်တော်ကဒီ use memo တို့ use corpus တို့လိုမျိုးဒီ hook တွေကိုသုံးပြီးတော့ဒီ ကိုပိုးနဲ့နေကိုလိုအပ်မှပဲ runner ချအောင်မလိုအပ်ဘဲနဲ့ rerunner မဖြစ်အောင်ကြောင်းနေနဲ့အာ step by step control လုပ်ခဲ့ရတယ် manual ကုတ်တွေရေးခဲ့ကြရတယ်ပေါ့ဆိုတော့အဲ့လိုရေးတဲ့အခါမှာကျွန်တော်တို့ဒီ beginner တွေအတွက်တော်တော်လေးခက်ခဲတယ်အဲဘာလို့ခက်ခဲရလဲဆိုလို့ရှိရင်သူကအဲ beginner တွေဒါမှမဟုတ် tutorial developer တွေဆိုလို့ရှိရင်ပေါ့နော်ဒီ project ရေးသေးတာမရှိရတွေ့ဆိုလို့ရှိရင်အဲမှားပြီးတော့ရေးသေးတာရှိရပေါ့နော်မှားပြီးတော့ရေးရဆိုတာမျိုးမလိုအပ်တဲ့နေရာမှာထပ်ပြီးတော့ memorization တွေလုပ်မိရမျိုးတွေ ာဒီမှားပြီးတော့လုံးမိရမျိုးတွေပေါ့နော်မလို့အဖန်နဲ့ဒီကုတ်တီ ပုံများတဲ့ပုံစံမျိုးတော့ဖြစ်သွားနိုင်တယ်မရေးနိုင်ဘူးမရေးတတ်ဘူးဒီတိတိကျကျဒီ flow ကိုနားမလည်လို့ဆိုလို့ရှိရင်ပေါ့နော်ဆိုတော့ဒီ react compiler ထွက်ပြီးရနောက်မှာတော့ကျွန်တော်အနေနဲ့ဒီ use memo တို့ use producer တို့လိုမျိုး hook တွေကိုအားကျွန်တော်အနေနဲ့သိထားစရာမလိုတော့ဘူးအဲသိထားရင်တော့ကောင်းတယ်ပေါ့နော်ဘာလဲဆိုတော့ဒီ manual တချို့တွေတော့ရေးကောင်းရေးရနိုင်တယ်အဲ့လိုမျိုးရေးရတယ်ဆိုလို့ရှိရင်လည်းဒီ component ရဲ့ structure ကကျွန်တော်ရဲ့ ဒီ rule တွေနဲ့ပေါ့နော်စီကန်းနေနဲ့မတ်ဒီဘယ်လိုလဲမညီရဲ့အခါမျိုးကြရနော်ကိုယ့်အနာကို manual ရေးရလိမ့်မယ်ပေါ့ဆိုတော့အဲ့လိုအခါမျိုးကြရနော်လိုကောင်းလိုအပ်လိမ့်မယ်ဆိုတော့အဲ့လိုမဖြစ်ရလေအောင်ကျွန်တော်တို့ဒီ component တွေစပြီးတော့ဒီ sock ထဲကဒီ rule of hook ဆိုတဲ့ဒီ hook တွေကိုဘယ်လိုမျိုးတောင်းရမလဲဆိုတော့ rule ကိုလိုက်နာပြီးတော့ကျွန်တော်နေအသုံးပြုပါဆိုတော့ဒီ rule of hook ကတော့ဒီ real လေ့လာမှုတဲ့လူတွေ သင်ဘူးရင်လည်းသင်ဘူးလေမယ်ကြာဘူးရင်လည်းကြာဘူးလေမယ်ပေါ့နော်ကျွန်တော်အတန်းဒီမှာတော့ကျွန်တော်ထည့်ပြီးပြောလို့ရှိရဲဒါကတော့ဒီ hook တွေကိုဒီ component တွေရဲ့ top level မှာပဲသုံးရမယ်ဆိုတာမျိုးပေါ့အဲ use state တို့ use effect တို့အစကြီးတဲ့ဒီ hook တွေပေါ့နော် begin hook တွေဒါတွေကိုအဲ top level မှာသုံးရမယ်ဘယ်လိုမျိုး order လုပ်ပြီးတော့သုံးတင်တယ်ဒီလိုမျိုးရေးသားမျိုးတွေပေါ့နော် ပြီးရင်ဒီ wash dependency ထားတင်တာတွေမထားတင်တာတွေဒါတွေကျွန်တော်လည်းပြောပြခဲ့တယ်ဆိုတော့ဒီလိုမျိုး wash dependency မထည့်ခဲ့တာတွေပဲဖြစ်ဖြစ်ဒါမှမဟုတ်ဒီ rule hook ပေါ့နော် hook တွေကို အာဒီ top level မှာမသုံးဘဲနဲ့အာဒီမှားညုံပြီးအသုံးပြုတာပဲဖြစ်ဖြစ်အဲ့လိုခါမျိုးကြရင်တော့ဒီ react compiler ကအဲ့ဒီ component တွေမှာသွားပြီး optimize ပြအောင်လုပ်ပေးနိုင်မှာမဟုတ်ပါဘူးဆိုလိုချင်တာကအဲသူကဒီ raw hook ပေါ့နော်ဒီ hook တွေရဲ့ sequence တွေကို line နာပြီးတော့တိဆောက်ထားတဲ့ react component တွေကိုပဲသူက automatically အာဒီ optimize ပြအောင် memorization ကောင်းအောင်သူကလုပ်ပေးနိုင်တယ်ဆိုတော့ memorization ကောင်းသွားမှာဖြစ်တဲ့အတွက်ဘလို့အဖမ်းနဲ့ဒီ re-render ချတဲ့အရေးကိစ္စ မိုရီတော်မဖြစ်တော့ဘူးပေါ့နော်အဲဒီလိုအပ်တဲ့ခါကျမှပဲဒီကွန်ပိုနန့် update လုပ်မယ်ဆို update လုပ်တဲ့ခါ လိုအပ်မှာပဲသူက rerunner ချမယ်ပုံစံမျိုးပေါ့နော်ဆိုဒီလိုပုံစံမျိုးကိုသွားမှာဖြစ်ပါတယ်ဆိုပထမဦးဆုံးအလွယ်ကူဆုံးအယိုးရှင်းဆုံးကတော့ react compiler ကိုသုံးမှာဆို react version 90 out တွေလည်းရတယ်ဆိုပေမဲ့90မှာလောက်တော့သုံးရတာလောက် comfortable ဖြစ်မှာမဟုတ်ဘူးအဆင်ပြေမှာမဟုတ်ဘူးပေါ့ဆိုတော့ဒီ react 90ဒါကိုကလေ့လာမယ်ဆိုလို့ရှိရင်တော့ဒီ react compiler ကိုလည်းကျွန်တော်တို့အနေနဲ့မဖြစ်မနေ ထည့်ပြီးတော့လေ့လာသင်ပါတယ်။ဘာမှခက်ခဲတဲ့ရာမဟုတ်ပါဘူး။ဒါ plugin သဘောမျိုးပဲကိုယ့်ရဲ့ project မှာ setup လုပ်လိုက်အောင်ပဲ။အဲဒါကိုကျွန်တော်အတန်းညီမအောင်မှာသူကြကြကြီးသင်ပေးတာမျိုးတော့မရှိဘူးပေါ့နော်။ဒါက음 easy ပါ။နော် integrate လုပ်လိုက်အောင်ပါပဲ။ဆိုတော့ဒီ react compiler လေးကိုတုံးကြည့်သင်ပါတယ်။ဆိုနောက်ထပ်တစ်ခုကတော့ကျွန်တော်အရေးကြီးပါတယ်ဒါကတော့ no ui logic outside react ပေါ့နော်ဆို react ရဲ့ဒီ react component နေထဲမှာပေါ့နော်မလို့အဖဲနဲ့ဒီ တခြားသောကုတ်တွေမရေးဘူးပေါ့ so react ပေါ့ react ဆိုတာဘာလဲ react ဆိုတာကဒီ UI component တွေကိုတိစောက်ဖို့အတွက်ကျောင်းနေနဲ့တုံးတာ so သူ့ရဲ့ purpose timing ဒီ react တွေမှာဆိုလို့ရှိရင်ဒီ user interface တွေကိုတိစောက်ဖို့ပဲကျွန်တော် focus ထားပြီးတော့တုံးတင်နေပေါ့နော်အဲဒီ မလိုအပ်တဲ့အရာတွေဥမာပြီး data fashion လောက်တာမျိုးတွေဒီ state management လို့ case မျိုးတွေက split လုပ်ပြီးတော့ split တော့တက်တက်ခွဲထုတ်ပြီးတော့ကျောင်းအနေနဲ့ရေးနိုင်ရေးတာကောင်းတယ်အဲရေးကိုရေးရမယ်လို့မဆိုလို့ဘူး component တိုင်းလည်းရေးရမယ်လို့မဆိုလို့ဘူးเนาะအဲဒီဖြစ်နိုင်တယ်အဲခွဲထုတ်လို့ရနိုင်တယ်ဆိုလို့ရှိရင်တော့အစောကြီးကခွဲပြီးတော့ရေးတာပိုကောင်းပါတယ်ဆိုတော့ဥပမာပြီး data fashion လို့မျိုးကိစ္စရက်တွေနောက်တစ်ခုကကြတော့ ဒီ state management နဲ့သက်ဆိုင်တဲ့ကိစ္စရပ်တွေမျိုးပေါ့နော်ဒါတွေအကုန်လုံးခွဲပြီးတော့ရေးတာအဲကျွန်တော်တို့ပို့ပြီးတော့ကောင်းပါတယ်ဆိုလိုချင်တာကဒီ react component မှာကဒီ UI နဲ့သက်ဆိုင်တဲ့ code တွေပဲရှိနေဖို့ပေါ့နော်ဒီလိုပုံစံမျိုးကိုဆိုလိုချင်တာဖြစ်ပါတယ်ဆိုဘာကြောင့်အဲဒီလိုမျိုးလောက်တာပို့ပြီးတော့ကောင်းလဲလို့မေးစံရှိရဲ့ပေါ့ so ကျွန်တော်တို့ဒီပေါ့နော်ဥမာအပြင် component တစ်ခုစပြီးတော့ကျွန်တော်တို့ကအဲဒီ browser မှာပြပြီဆိုတော့ user ကိုပြပြီကျွန်တော်တို့ကိုပြပြီဆိုတော့ ပြပြီဆိုလို့ရှိရင်သူကဘာလုပ်ကလဲဆိုလို့ရှိရင်ဒီ component နဲ့သက်ဆိုင်တဲ့ ဒီ code တွေရောပြီးရင်ကိစ္စအကြောင်းကဒီ component ထဲမှာဒီ complex ဖြစ်တဲ့ state management တွေရေးထားမယ်နောက်ပြီး data function နဲ့သက်ဆိုင်တဲ့ကိစ္စရပ်တွေရေးထားမယ်ဆိုလို့ရှိရင်သူကဒီ component နဲ့အတူတူဒါတွေကိုပါ download ဆွဲရမှာဖြစ်ပါတယ်ဆိုလို့ရှင်တာကကျွန်တော်ရဲ့ server ကနေသူကဒီ component နဲ့သက်ဆိုင်တဲ့ UI နဲ့သက်ဆိုင်တဲ့ဒီ code တွေတွေမဟုတ်ဘဲနဲ့ဒီ UI နဲ့မသက်ဆိုင်တဲ့ data function နဲ့သက်ဆိုင်တဲ့ဟာတွေ state management နဲ့သက်ဆိုင်တဲ့ဟာတွေကိုဒါတွေကိုပါလှမ်းပြီးတော့ server ကနေ download ဆွဲပြီးတော့ ဒီ banner လုတ်ပြီးတော့ဗောနော banner ဆိုတာကဒီကျွန်တော်ရဲ့ browser ထဲမှာ banner လုတ်ပြီးတော့မှ user ကိုလာပြီးတော့ပြမှာဖြစ်ပါတယ်ဆိုတော့သူကအချိန်အတိုင်းတာတကူကြာနိုင်တယ်ဒါ user ရဲ့ connection ပေါ်မူကြည့်မယ်ပြီးတော့ကျွန်တော်ရေးထားတဲ့ဒီ task တွေပေါ်မူတည်ပြီးတော့အချိန်တကူကြာကောင်းကြာသွားနိုင်ပါတယ်ဆိုတော့ဒီ component တစ်ခုကိုပြဖို့ဆိုတာထပ်ပေါ့နော်သူကဘယ်လိုမျိုးလဲဆိုလို့ရှိရင် component တစ်ခုကိုပြဖို့ဆိုလို့ရှိရင်ဒီ component ထဲမှာပါတဲ့ ဒီကုတ်တွေအကုန်လုံးကိုသူက combine လုပ်ကမယ် bundle လုပ်ကမယ်ဒါတွေလုပ်ပြီးတော့မှပဲကျွန်တော်ရဲ့ component ကိုပြမှာဖြစ်တဲ့အတွက်သူဒီအချိန်တစ်ခုကြာသွားနိုင်ပါတယ် ဆိုတော့အဲ့လိုပြဿနာမျိုးမဖြစ်ရလေအောင်ကျွန်တော်တို့ဒီဒီ navigation library တွေဒါမှမဟုတ် framework တွေသုံးတဲ့အခါမျိုးကြရင်အဲကျွန်တော်တို့ဒီဒီလိုမျိုး data fetching တို့ကိစ္စရပ်တွေ state management တို့ကိစ္စရပ်တွေကိုခွဲထုတ်ပြီးတော့ကျွန်တော်အနေနဲ့အသုံးပြုသင်ပါတယ်ဆိုတော့ဥပမာအပြင်ကိုက react router dom ဒါလို့ရှိရင် react developer တိုင်းသိရဲ့ဒီ navigation library တခုအခုဆိုသူက framework ပါ support ပေးပြီးပါတော့ ဆိုတော့ဒီအကဲလေးပေါ့နော်ဒီ real router တော်လို့သုံးပြီဆိုလို့ရှိရင်သူ့မှာကဒီလိုပြဿနာရေမဖြစ်ရလေအောင်သူ့မှာဒီလောက်တာဆိုတော့အဲဒီ fan feature တွေပါတယ်ပြီးပြီဆိုလို့ရှိရင်ဒီ data summit တွေအတွက်ကျွန်တော်ဒီ action feature တွေပါတယ်ပေါ့နော်ဆိုတော့ဒါတွေကိုကျွန်တော်သုံးပြီးတော့အဲမလို့အဖက်နဲ့ဒီ component နဲ့မသက်ဆိုင်တဲ့ code တွေကို run အောင်အဲ sorry download မဆွဲရအောင်ကျွန်တော်တို့ကူညီပေးနိုင်တယ်အဲဒီအကဲဒါပေါ့နော်ကျွန်တော် component ထဲမှာရေးထားမယ်ဆိုလို့ရှိရင်ဒီ component ထဲမှာ ပါဝင်တဲ့ကုတ်တွေကိုလုံး download ဆွဲရမယ် compile လုပ်မယ် banner လုပ်မယ် banner လုပ်မယ် compile လုပ်မယ်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ပြရမယ် okay အဲ့လိုမဟုတ်ဘူးကျွန်တော်တို့ကဓာတ်တွေကိုဒါကိုသူနဲ့သက်ဆိုင်တဲ့ဒီ navigation library ရဲ့ framework တွေကို data fetching လို့ကိစ္စရပ်တွေလွှဲပေးလိုက်မယ်ဆိုလို့ရှိရင် component ကိုပြတ်တယ်ကြီးရတော့ပြမှာပဲအဲမပြခင်မှာတော့ကြူပြီးရော navigation မှာရေးထားပြတော့ဥမာပဲကျွန်တော်တို့ဒီ အဲ profile route ကိုသွားပြီးဆွဲတဲ့တပိုင်းနဲ့ဒီ profile route အတွက်ဒီ navigation library မှာကျွန်တော်တို့ register လုပ်ထားတယ်ဒီ real router တော့ဆိုပါတော့เนาะအဲသူကဒီ router ကို run မယ်ဒီ router နေကျွန်တော် APN နေ data သွားတောင်းမယ်ပြီးရင် data ရပြီဆိုတာနဲ့ကျွန်တော်တို့ရဲ့ component ကိုတန်းပြပေးမယ်ဆိုဒီလိုပုံစံမျိုးပေါ့ split လုပ်လိုက်တဲ့သဘောခွဲထုတ်လိုက်တာဆိုကျွန်တော်တို့သွားမယ် data ရမယ် data ရပြီဆိုလို့ရှိရင် component ထဲမှာ ကောက်ထည့်ပြီးတော့ကျွန်တော်တို့ပြပေးလိုက်အောင်မယ်အဲ့လိုမဟုတ်ဘူးကျွန်တော်ကတန်းအပေါင်းပြီးတော့ရေးထားမယ်ဆိုလို့ရှိရင် ဟုတ်ပြီဒီ route ကိုရောက်တယ်ကျွန်တော်တို့အဖြူရောင် blind ပြနေလိမ့်မယ်ဒါမှမဟုတ်ကျွန်တော်ကလုံတင်းကိုမိုးနဲ့နေပါရှိရင်လုံတင်းပြနေလိမ့်မယ်ပေါ့နော် အဲဒါပေမဲ့တော်တော်များများလည်း loading ကိုဘုန်းနိုင်ပြတာရှာတဲ့အဖြူရောင် blank ကြီးပေါ့နော်ကျွန်တော်က plain website ကြီးပြနေလိမ့်မယ် plain page ကြီးပြနေလိမ့်မယ်ဘာလို့လဲဆိုတော့ तू ကဒီ component ထဲမှာ load တဲ့ဒီ data fashion နဲ့သက်ဆိုင်တဲ့ဟာတွေရော data တွေလည်း तू မှာ fetch ကြတယ် banner တွေလည်းလောက်ကြတယ်အာ combine တွေလည်းလောက်ကြတယ်ဒါတွေအကုန်လုံးလုံးတယ်လုံးပြီးတော့မှကျွန်တော်တို့ရဲ့ component ကြီးကိုလာပြီးတော့ပြပြီးရဲ့ပုံစံမျိုးဖြစ်သွားလိမ့်မယ်ပေါ့နော်ဆိုတော့ဒီအချက်ကကျွန်တော်တို့ react developer အနေနဲ့တော်တော်လေးသိထားသင့်တယ် အဲတော်တော်လေးနဲ့ GUI ဆိုင်ပြီးတော့ရေးတင်တဲ့အပိုင်းဖြစ်ပါတယ်ဒါကတော့ဒီ React component တွေက CUI အတွက်ပဲ focus ထားပြီးတော့တိဆောက်ပါ so ဒီလိုမျိုးတိဆောက်ခြင်းအပြင်ကျွန်တော်တို့မှာနောက်ထပ်ရနိုင်တဲ့ benefit တွေရှိသေးရယ်ပေါ့နော်အဲ့ဒါကအာဒီ code တွေကပို့ပြီးတော့ clean ဖြစ်သွားလိမ့်မယ်ပို့ပြီးတော့ရှင်းလင်းသွားလိမ့်မယ်ပေါ့နော်ဘာလို့လဲဆိုတော့ component က UI ဘိုင်းကို focus ထားပြီးတော့တည်ဆောက်ထားတယ်။အဲဒီအားနဲ့သက်ဆိုင်တဲ့ logic တွေ data function တွေဒါရရကြတော့ဒီသူ့ရဲ့သက်ဆိုင်ရလုပ်ထားမှာခွဲပြီးတည်ဆောက်ထားတာဖြစ်တဲ့အတွက်အဲနောက်ပိုင်း project ကြီးလာတဲ့အခါမှာ maintain လုပ်ရတယ်ပို့ပြီးတော့လွယ်မယ်။ပြီးရင် skill တည်ဆောက်တဲ့အပိုင်းမှာဆိုလို့ရှိရင်ပို့ပြီးတော့လွယ်ကူလာလိမ့်မယ်ပေါ့နော်။ဆိုတော့ဒီလိုမျိုးအခြားသော benefit တွေကိုလည်းအဲကျွန်တော်ရရှိအောင်မှာဖြစ်ပါတယ်ဆိုတော့ဒီအချက်လေးကတော့တော်လေး highlight လုပ်ထားတဲ့အချက်လေးဖြစ်ပါတယ်ဗောနော် ဆိုနောက်ထပ်တစ်ချက်ကတော့ကျွန်တော်တို့ဒီ server component တွေအသုံးပြုဖို့ပဲဖြစ်ပါတယ်ဆို server component တွေကဒီတော်တော်များများ Node.js သုံးမှာပဲရမယ်လို့ထင်တယ်ဒါပေမဲ့လည်းနောက်ပိုင်းမှာတော့ React ကနေပြီးတော့ server component တွေကိုအဲ all the boss support လုပ်ပေးနေဖြစ်တယ်ပေါ့နော်ဆို server component တွေရဲ့အားသာချက်တွေအားနည်းချက်တွေကတော့သူ့မှာနည်းနည်းလေးများတယ်ပထမဆုံးတစ်ခုက server component ဆိုတဲ့အတိုင်းပဲသူက server ပေါ်မှာ run ပါတယ် နော်ဆိုတော့ကျွန်တော်တို့ကဒီ component ကိုတောင်းလိုက်ပြီဆိုတဲ့တပိုင်းနဲ့ဒီ component ဒီ server ပေါ်မှာပဲ compile လုပ်တယ်ဒီ lower တိုင်းအကုန်လုံးလုပ်တယ်ပေါ့နော်သူက server ပေါ်မှာပဲလုပ်တာ server ပေါ်မှာလုပ်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ CO ပြန်ပို့ပေးရသည် HTML input ကြီးပဲကျွန်တော်တို့ CO ပြန်ပြီးတော့ပို့ပေးရဖြစ်ပဲ ဆိုဒီလိုမျိုးပို့ပေးလိုက်ခြင်းအပြင်ကျွန်တော်တို့ဒီဘာတွေတက်တာွားလဲဆိုလို့ရှိရင် boundary လောက်ဆရာမလို့တော့ဘူးကျွန်တော်တို့ရဲ့ဒီ client ဘက်မှာဗောနော browser ပေါ်မှာ boundary လောက်ဆရာမလို့တော့ဘူးအဲ combine link တွေလောက်ဆရာမလို့တော့ဘူးဗောဒါတွေလောက်ဆရာမလို့တော့ဘူးကျွန်တော် html သူကလှမ်းပို့ပေးမယ်ဒါကိုကျွန်တော် serve လုပ်ပေး user ကိုပြပေးလိုက်အောင်မယ်ဒီ web page မှာလာပြီးတော့ပြပေးလိုက်အောင်မယ်ဗောနော်ဆိုတော့သူက very easy ပေါ့နော်အာတော်တော်လေးသူကအချိန်တွေကို short ချပေးနိုင်တယ်ဒါနဲ့တူတူသူ့ရဲ့အားသာချက်ကကောင်းတယ်ပေါ့နော်တော်တော်လေးကောင်းတယ် ။ဘာလဲဆိုတော့ဒီလိုမျိုးအဲ optimize ဖြစ်အောင်လုပ်တာတွေဘာတွေညာတွေဆိုတာကအဓိကအပြင်ကဒီ compile လုပ်တာတွေ short ချဖို့အဲ download ဆိုရဲ banner site တွေကို short ချဖို့အဓိကပဲပေါ့နော်။ဆိုတော့ तू အာ तू အဲ့နှစ်ခုလုံးလောကမရှိတော့အောင် तू လုပ်ပေးနိုင်ခြင်းအရာတစ်ခု။နောက်ပြီးတော့ तू ကအဲ့လိုမျိုးလုပ်ပေးရဖြစ်လို့တော့ तू မှာ rerunner ချတဲ့ကိစ္စရဲ့ဆိုတာလည်းမရှိဘူးပေါ့နော်။ဒါတော့လည်းကျွန်တော်တို့ကပူစရာမလိုပါဘူး။ဒါပေမဲ့ကျွန်တော်တို့သူ့ကဒီ ကြီးမားတဲ့အာသာချက်နဲ့အတူတူပဲအားနည်းချက်တွေကလည်းတွဲပြီးရရှိနေပါသေးတယ်။အဲ့ဒါကဘာလဲဆိုလို့ရှိရင်တော့သူက interactive feature လိုမျိုးတွေအရာမျိုးတွေမရနိုင်ဘူး interactive feature ရဲ့ဆိုတာမျိုးတွေကဥမာပြင်ဒီခလုတ်လေးကို hover တင်လိုက်တဲ့အခါမှာဘာဖြစ်မှာတို့ဥမာပြင်ဒီခလုတ်လေးကိုကလေးနှိပ်လိုက်တဲ့အခါမှာ animation လေးတွေပြချင်တာတို့ဘာတို့ပေါ့နော်အဲ့လိုအရာမျိုးတွေသူကလုံးနိုင်မှာမဟုတ်ဘူးနောက်ထပ်တစ်ခုကတော့သူက state တွေဘာတွေလဲ hover နိုင်မှာမဟုတ်ပါဘူးဥမာပြင်အဲဒီတစ်ချက်နှိပ်လိုက်ရင် state လေးကို1 2 3အဲ့လိုမျိုးတွေသူကသွားပြီးတော့လုံးလုံးမရဘူးဘာလို့လဲဆိုလို့ရှိရင်အဲဒီသူက server ပေါ်မှာအလုပ်လုပ်တာ ဖြစ်ပါတယ်။ server မှာ state တွေလည်းမရှိပါဘူး။ server ပေါ်မှာ mouse လည်းသွားပြီးတင်လို့မရပါဘူး။ဆိုတော့သူကဒီ hover တွေ click တွေ animation တွေဒါတွေကိုလည်းသူကလုံးဆောင်မေးနိုင်မှာမဟုတ်ဘူး။ထို့ရင်းတကောင်းပဲကျွန်တော်တို့ဒီ react က hook တွေ use effect to use state တို့အတခြားသောဒီ hook တွေကိုလည်းအဲသူအလုံးလုံးနိုင်မှာမဟုတ်ပါဘူးဆိုတော့သူ့မှာတော်တော်လေးကြီးမာတဲ့အားနည်းချက်လည်းရှိတယ်လို့အားသာချက်လည်းရှိပါတယ်ဆိုတော့ အဲဒီနှစ်ခုလုံးကိုကျွန်တော်တို့ကအဲတွဲပြီးတော့အသုံးပြုတာပို့ပြီးတော့ကောင်းတယ်ဆိုလိုချင်တာကကိုယ့်ရဲ့ component က animation လေးတွေလိုချင်တာလားဒါမှမဟုတ် state တွေဟိုးထားဖို့လိုတာလားဒါမှမဟုတ်ကိုက အဲ react က hook တွေကိုသုံးဖို့လိုတာလားပေါ့နော်ဆိုတော့အဲ့လိုမျိုးဆိုလို့ရှိရင်တော့ဒီ server component စာကျွန်တော်ဒီ client component ကိုပဲသုံးရမယ်ဆို client component ဆိုတာဘာ trade do မဟုတ်လားကျွန်တော်တာမရေးနေကြ tradition နဲ့အဲ react component တွေကိုပဲဆိုလိုတာဒီ component တွေကိုမှအပေါ်ကကျွန်တော်ပြောခဲ့တဲ့နည်းလေးနှစ်ခုကိုသုံးပြီးတော့ရှင်းမယ်ဆိုလို့ရှိရင်အဲသူကသာဆိုတောင်းတောင်း level လောက်ထိသူက optimize ဖြစ်ပြီးသား memorize ဖြစ်ပြီးသားပေါ့နော်ဆိုတော့ဒီကနေပတ်သက်ပြီးတော့ကျွန်တော်တို့က ပူစရာမလိုပါဘူးဆိုတော့ဒီ server component တွေကိုအဲကျွန်တော်အနေနဲ့တုံးလို့ရတယ်ဒါပေမဲ့နောက်ထပ်တစ်ခုရှိသေးတာကဒီ server component တွေကသူ server ပေါ်မှာ run တာပဲတော့ server ပို့ပြီးတော့အလုပ်လုပ်ကြပါတယ်ဆိုတော့အကယ် user များလာတဲ့အခါမျိုးတွေဘာရင်းညာရင်ကြရင်တော့ server cost ပေါ့နော် server ရဲ့ဒီကုန်ကျမှုဈေးကနည်းနည်းလေးတိတိကျကျတိုးလာနိုင်တယ်ဆိုတော့ဒါကိုလည်းတစ်ချက်ကယူဆရပါမယ် ဆိုတော့ဒါကတော့ဒီ၃ခုပေါ့နော်ဆိုနောက်ဆုံးတစ်ခုကတော့ transition တွေသုံးဖို့ဖြစ်ပါတယ်ဒီ state တွေကို update လုပ်တဲ့အခါမျိုးကြရယ်ပေါ့နော်ဆိုသူကကြာတော့ကျွန်တော်က optimize ဖြစ်တယ်음 performance boost ဆိုတာထဲသူက user experience ပို့ပြီးတော့ကောင်းအောင်လုပ်တာလို့ပြောရင်မှန်လိမ့်မယ်ပေါ့နော်သူကဒီအ optimization ကိုလည်းတနည်းအားဖြင့်တော့ support လုပ်ပါတယ်ဒါပေမဲ့သူက user experience တော့ပို့ပြီး support လုပ်တယ်လို့မြင်တယ်ဗောနော်ကျွန်တော်ရဲ့မြင်မှာကတော့ဆိုသူကကျတော့ဘယ်လိုမျိုးလဲဆိုလို့ရှိရင် transition ဆိုတဲ့အတိုင်းပဲတစ်ခုနဲ့တစ်ခု အကူပြောင်းလေးတွေ state update လုပ်တဲ့ခါကျရင်ဒီ state အပြောင်းလဲလေးတွေမှာကျွန်တော်တို့ဒီချောမှုအောင် ပြုလုပ်ဖို့အတွက်အဲသူက support ပေးရ hook ဖြစ်ပါတယ် use translation ဆိုတဲ့ hook ကိုဆိုလိုတာဗောနော်ဆိုတော့ ဘယ်လိုမျိုးလဲဆိုလို့ရှိရင်ကွာကျွန်တော်တို့ကအဲ blog website ကြီးတခုရေးရဆိုပါတော့အဲ့မှာကျွန်တော်တို့က post တွေအများကြီးရှိမှာကွာဆိုအဲ့ post တွေကိုကျွန်တော်တို့ကအဲဒီ switch လုပ်လို့ရတဲ့ feature လေးတခုတိစောက်မှာဆိုပါတော့ဆို switch box လေးရှိမယ်အဲ့ဒီ color လေးတခုရှိမယ် switch ဆိုတဲ့ color လေးပါတော့ဒီ box ထဲမှာရေးမယ်ရေးပြခါကျရင်ကျွန်တော် switch နှိပ်လိုက်တဲ့ခါကျရင်အဲအဲ့ box ထဲမှာရေးထားတဲ့ဟာတွေကိုကျွန်တော်တို့ကအဲဒီ database ထဲမှာသွားရှာမယ်ပေါ့နော် database ထဲမှာသွားရှာပြီးတော့ဒီ client ဘက်ကိုပြန်ပို့မယ် ဆိုတော့ကျွန်တော် runner ချပြီးတော့ပြမယ်ဒီလိုအလုပ်မျိုးလုပ်တယ်ပေါ့ဆိုတော့ဒါကတော့ရိုးရှင်းရှင်းလေးပဲတွေးလိုက်တယ်ဆိုတော့အဲ့လိုအလုပ်မျိုးလုပ်မှုဆိုလို့ရှိရင်ကျွန်တော်တို့မှာကအဲနှစ်ခုစဉ်းစားလို့ရတယ်ပထမတစ်ခုကဒီ input box ထဲကိုရိုက်ထည့်တာနဲ့တပြိုင်တည်း data တွေကိုသွားပြီးတော့ fetch လုပ်မှကိစ္စပေါ့နော်အဲဥပမာမျိုးဆိုတော့ဆိုလိုချင်တာကအဲ post ကတထောင်လောက်ရှိရယ်ကွာအဲ့ချိန်မှာကျွန်တော် input box ထဲမှာပေါ့နော် A လို့ရိုက်လိုက်မယ် A လို့ရိုက်လိုက်တဲ့အတိုင်းတပန်တောင်းကဒီ API ကို A နဲ့ပတ်သက်တာသွားရှာမယ်အဲ့အချိန်မှာကျွန်တော် AP လို့ရိုက်လိုက်မှာဆို AP ဆိုပြီးတော့သွားရှာမယ်အဲနောက်ထပ် P လို့ထည့်ရိုက်လိုက်မယ်အဲ့ကြရင် APP နဲ့သက်ဆိုင်တဲ့ဟာသွားရှာမယ်အဲကျွန်တော်ရှာချင်တာ app ဆိုပါတော့ဒါလို့ရှိရင် APP LE app ဆိုလို့ရှိရင်ကျွန်တော်တို့က character ၅၀လုံး letter ၅လုံးကျွန်တော်တို့က switch box ထဲမှာရိုက်လိုက်မယ်ဒါနဲ့တူတူဖြစ်သွားမှာလေဖြစ်သွားတဲ့ဒီပြိုင်နဲ့တည်း case cover ဖြစ်မလဲဆိုလို့ရှိရင် server request ၅ခေါက်ရောက်သွားလိမ့်မယ်ဆိုဒီ request ၅ခေါက်နဲ့အတူတူဘာတွဲပြီးဘာပါမလဲဆိုလို့ရှိရင် database အတွက် uh, S2L database ဆိုလို့ရှိရင် S2L query ၅ချောင်းဝင်သွားလိမ့်မယ်ပေါ့နော်ဆိုတော့နောက်ွယ်ကနေဒီလိုအလုပ်မျိုးဖြစ်သွားလိမ့်မယ်ဒါပေမဲ့တကယ်တကယ်လောက်ရတဲ့အရည်ရွယ်ချက်ကဘာလဲဆိုလို့ရှိရင်သူက appearance နဲ့သဆိုင်တဲ့ဒီ post တွေကို user ကိုပြပေးဖို့ပဲဆိုတော့ ငါးခေါက်လုံးမဲ့စားကျွန်တော်တစ်ခေါက်ထဲနဲ့ဖြစ်မြအောင်လုပ်လို့ရတယ်ဗောနော်ဒီရေလုတ်ကိုဆိုမလို့အဖက်နဲ့ကျွန်တော်တို့ကဒီလိုမျိုးငါးခေါက်ကြီးခေါ်စားမလို့အော်ကျွန်တော်ငါးခေါက်တည်းပဲပြဿနာမရှိဟုတ်တယ်တယောက်ထဲဆိုလို့ရှိရင်ပြဿနာမရှိဘူးဒါပေမဲ့ကိုယ့်ရဲ့ app မှာက user ထောင်ပေါင်းတောင်းပေါင်းများစွာရောက်လာပြီဆိုလို့ရှိရင်တရားကိုငါးခုနဲ့ကိုယ့်ကနာဝယ်တွက်ကြည့်လဲပေါ့နော်ဘယ်လောက်ထိအောင်မှပွတ်ထားအောင်မယ်ဆိုတော့ဆိုတော့အဲ့လိုမျိုးမဖြစ်ရလေအောင်ကျွန်တော်တို့ဒီ translation နဲ့ကျွန်တော်တို့ထိန်းထားလို့ရတယ်အဲဘယ်လိုမျိုးလဲဆိုလို့ရှိရင် user က အဲဥပမာ input box ကိုစပြီးတော့သုံးပြီဆိုပါတော့ input box ကို a လို့ရိုက်လိုက်ပြီဆိုတာနဲ့ကျွန်တော်တို့ဒီလက်ရှိပြနေတဲ့ post တွေကလုံးကိုခဏလေးဘယ်လိုပြောင်းလဲ UI အနေနဲ့ပေါ့နော်ကျွန်တော်ခဏလေးချိန်လိုက်မယ်ဥပမာအဖြစ် finding လို့ပါတော့ပေါ့နော်အဲရှာနေပါသည်ဆိုပြီးတော့ user ကို feedback ပေးလိုက်မယ် apple လို့ user အကုန်ရိုက်လိုက်ပြီအကုန်ရိုက်လိုက်ပြီဆိုတော့မှာ အဲ့ abandoned ဆိုင်တဲ့ဟာကို database တက်မှာသွားရှာမယ်။ဒီ database တက်နဲ့ဒီကိုရောက်မယ်။ရောက်ပြီဆိုလို့ရှိရင်ဒီညမှာ loading ဒါမှမဟုတ် finding ဆိုတဲ့စာလေးစာဒီသက်ဆိုင်တဲ့ content post တွေကိုကျွန်တော်က runner ချပြီးတော့ပြပေးလိုက်မယ်။ဒီလိုပုံစံမျိုးပေါ့။ဆိုဒီလိုပုံစံမျိုးကကျွန်တော်တို့ user ရဲ့ experience တော်လည်းအများကြီးကောင်းတယ်။နောက်ပြီးတော့ကျွန်တော်ခုနပြောသူမျိုးပဲမလို့အဖမ်းတဲ့ဒီ performance အဲဒီ server အတွက်ကောဒီ database အတွက်ကောဒီ client အတွက်ကောမလို့အဖမ်းတဲ့အလုပ်တွေအချိန်ဖန်များစွာလုပ်ဆရာမလို့တော့သူက short ချပြီးရဲ့ဖြစ်တယ်ပေါ့နော်ဒီ translation ဆိုဟုကကျွန်တော်အကြမ်းမြအားပြောပြောရမယ်ဆိုလို့ရှင်သူကအဲ item လေးနှစ်ခုပါလိမ့်မယ်ပေါ့နော်ပထမတစ်ခုက expanding ဆိုတဲ့ကောင်ရှိမယ်နောက်တစ်ခုကတော့ translation အဲ step translation ဆိုတဲ့ကောင်ရှိလိမ့်မယ်ပေါ့နော် so expanding ကတော့ truly နှစ်ကောင်ပဲသူကဒီ state လေးကိုသူကစောင့်ကြည့်နေမှာပေါ့နော်ဒီကောင်အပြောင်းလဲရှိပြီလားငြိမ်သွားပြီလား ဒီလိုပုံစံမျိုးပါအဲကျွန်တော်ခုနဥပမာနဲ့ရှင်းပြရမယ်ဆိုရင်သူကဒီ switch keyword လေးနဲ့တူတယ်ပေါ့နော်ကျွန်တော် switch box ထဲမှာ A လို့ရိုက်လိုက်တယ်နဲ့သူကဒီဒီ pending မှာ true ဖြစ်သွားတယ်ဆိုလိုချင်တာဒီ state ကိုဒီ switch key လေးကိုဒီ user ကအပြောင်းလဲလုပ်နေပြီဆိုတာမျိုးကျွန်တော်ကလှမ်းပြီးတော့ပြောတယ်ဆိုတော့ကျွန်တော်ကဒီ apple လို့အပြည့်စုံရိုက်ပြီးတဲ့ခါကျရင်သူဒီ okay အဲဒါ user အကုန်ရိုက်ပြီးသွားပြီအဲသူနားသွားပြီပေါ့နော်နားသွားပြီဆိုတာမျိုးကျွန်တော်ရှိလှမ်းပြီးတော့ပြောလိမ့်မယ်အဲ့ဒီအချိန်ကျမှကျွန်တော်တို့ကဒီ နားပိုင်းဖြစ်တဲ့အတွက်ဒီသူရှာမဲ့ risklet ကိုကျွန်တော် API နဲ့တူတူသွားရှာလိုက်မယ် data ရလာမယ်ဆို data ကိုလာပြီးပြလိုက်မယ်ဒီလိုပုံစံမျိုးပို့ပြီးတော့ကျွန်တော်ရဲ့ workflow ကိုအဲစမှုဖြစ်သွားတဲ့ပုံစံမျိုးဖြစ်အောင်သူကလုံဆောင်ပေးနေတာဖြစ်ပါတယ်ဆိုတော့ဒီအချက်လေးချက်ကိုသုံးပြီးတော့ကျွန်တော်ရဲ့ဒီ react app တွေကို performance ပို့ပြီးတော့ကောင်းအောင်ပို့ပြီးတော့ optimize ဖြစ်အောင်ကျွန်တော်လည်းလုပ်လို့ရပါတယ်နော်ဆိုတော့ဒီနေရာမှာကျွန်တော်တို့အားပေးဆုံးကတော့ဒီ react 93လို့ဆိုလို့ရှိရင် React compiler ကိုတော့ okay ကိုယ့်ရဲ့ project က scale ကြီးလာမယ်လို့ scale ကြီးလာမယ် project ဖြစ်မှဆိုလို့ရှိရင်တော့ဒီ secondary နီးပါတော့ရလိမ့်မယ်အဲဒီ logic တွေကိုခွဲပြီးတော့ရေးဖို့အတွက်ပေါ့နော်ဒီ React နဲ့ React component ဆိုတဲ့အတိုင်းပဲ component တွေဒီ UI ကိုပဲ focus ထားပြီးတော့ရေးအဲဒီမှာ UI logic တွေကတော့ထည့်ရေးနော် UI logic တွေကတော့ဘာမှမပြူခွဲရမှာမလို့နောက်တစ်ခုကအဲကိုယ့်ရဲ့ဒီ website ကဥပမာအပြင် ခုနကျွန်တော်ပြောလိုမျိုး blog တွေဘာတွေမျိုးဆိုလို့ရှိရင်เนาะ server component တွေကိုတောင်းတာပို့ပြီးတော့ကောင်းတယ်အဲဘာဖြစ်လို့လဲဆိုတော့အဲ blog ဘယ်လောက်ရှိမယ်ဘာညာမျိုးဆိုတာကျွန်တော်ကြိုပြီးတော့လုပ်လို့ရတဲ့အရာမျိုးပေါ့เนาะဆိုတော့သူ့ကို prefetch လုပ်လို့ရတဲ့ server component တွေကြိုပြီးတော့သူက content တွေကိုအဲဒီတိဆောက်ထားတာပေါ့နော်ဥမာပြင်တော့ဒီ route line ဒီဟာပြမယ်ဒီ route line ဒီဟာပြမယ်ဆိုတာမျိုးတော့ကြိုပြီးတော့တိဆောက်ထားနိုင်တယ်ဒါကတော့ Node.js အတန်း တက်တဲ့လူတွေဆိုလို့ရှိရင်တော့ TP ဒါဖြစ်ပါပါ။ Next.js မှာ server component တွေကိုကျွန်တော်အကျယ်တဝန်းသုံးခဲ့ရတယ်ပေါ့နော်။ဆိုတော့ဒီ server component นี่အဲကျွန်တော်လည်းသုံးလို့ရတယ်။ဆိုသူက pre-render ဖြစ်တယ်။ဒါနဲ့ tone နှကောင်းပဲကျွန်တော်တွဲပြီးတော့မှတ်ထားမှာကျွန်တော်ရှိရနော်။ဘာလဲဆိုလို့ရှိရင်အဲသူက oh sorry ဒီမှာကြားဖြစ်ပြောလာမှာသူကဒီ pre render ဖြစ်တဲ့အတိုင်းသူက static website တွေ search နေတဲ့ခါကျရင်လည်းအဆင်ပြေရနော် static website ဆိုတာကျွန်တော်တို့ဒီ data ရမပြောင်းလဲပဲနဲ့အသေးရှိနေမဲ့ website တွေပေါ့နော် အဲ landing page လို့ဟာမျိုးပေါ့အဲ့ဒါဆိုလို့ရှိရင်လည်း server component တွေတုံးတာအဆင်ပြေတယ် animation တွေပိုင်းအများကြီးမပါဘူးဆိုလို့ရှိရင်ပေါ့နော်အဲ animation တွေပိုင်းပိုင်းတော့အဆင်ပြေမှာမဟုတ်ဘူး so ပေါင်းပြီးရေးလို့ရတယ်နော်ဒီ server component နဲ့ client component တွေနဲ့ကျွန်တော်ပေါင်းပြီးရေးလို့ရတယ် so ဒီ server component တွေနဲ့အတူတူအဲတွဲပြီးတုံးတဲ့အခါမှာတတိထားမှာ server cost ကိုလည်း GPU size ကိုပေါ့နော် so user များလာရင်ဒီ server cost တွေအနည်းငယ်လေးတက်လာနိုင်ကြီးရှိရယ်ပေါ့နော် ပြီးရင်တော့ဒီပို့ပြီးတော့ smooth ဖြစ်တဲ့ user experience အတွက်ပို့ပြီးတော့ smooth ဖြစ်တဲ့ workflow အတွက်ဆိုလို့ရှိရင်တော့ဒီ translation တုံးလို့ရတယ် translation transaction တဲ့လို့ခေါ်ဒါတုံးလို့ရတယ်သူက react hook ပေါ့နော် use translation ဆိုတဲ့ hook ဖြစ်ပါတယ်ကဲကွာမတုံးဘူးဆိုလို့ရှိရင်လည်းတုံးကြည့်လိုက် very easy ရမ်းလွယ်တယ်ပေါ့နော် okay so ဒါကတော့ ဒီလောက်ဆိုလို့ရှိရင်တော့ကျွန်တော်လုံလောက်ပြီလို့ထင်ပါတယ်ဆိုတော့အားလုံးပဲကျွန်တော်နောက်ထပ် tutorial ဒီမှာကျွန်တော်ပြန်ပြီးတော့တွေ့ကြပါမယ်ဆိုတော့ okay ကိုကဒီတခြားသိကျင်တာရှိရဲဒီ web development နဲ့ပတ်သက်ပြီးတော့ကိုကသိကျင်တာရှိရဲဆိုလို့ရှိရင်လည်း comment မှာကျွန်တော်တို့ရေးခဲ့လို့ရတယ်ကျွန်တော်တို့ဒီအားတဲ့အခါစာနဲ့ဖြေလို့ရတယ်စာနဲ့ဖြေပေးမယ်ပေါ့နော်အဲ့လိုမဟုတ်ဘူးကျွန်တော်ဒီလိုမျိုး video လေးလုပ်ပေးဖို့လိုတယ်ဆိုလို့ရှိရင်တော့ video လေးလုပ်ပေးပါမယ်ဆိုတော့ဒီလိုမျိုးမေးခြင်းအပြင်ကိုယ်တိုင်လည်းသိမယ်ပြီးရင်တခြား ကိုနဲ့တည်ကျင်နေတွေ့ဆိုလို့ရှိရင်လည်းဒီဗီဒီယိုလေးတွေတကူရှာတွေ့ရခါကြရင်ဒေရှာလေးတည်သွားနိုင်တယ်ပေါ့နော်ဆိုတော့ဒီဗီဒီယိုမှဒီလောက်ပါပဲအားလုံးပဲကျွန်တော်ဒီ now သင်ခန်းစာနောက်ထပ် tutorial မှာပြန်ပြီးတော့တွေ့ကြပါမယ်